ားလုံးမင်္ဂလာပါရှင်။ကျမကစားချင်းရဲ့ပေါ့နော်။အကြောင်းကိုဆွေးနွေးနေရပါ။ဒီနေ့တော့ဆိုလို့ရှိရင်ဒီနေ့တော့ပြီးသွားတာပေါ့လေ။ကစားချင်းရဲ့အစဉ်6ဆင့်။အဲကစားချင်းရဲ့အစဉ်6ဆင့်မှာဒီစင်ရင်းစီရဲ့အကြောင်းလေးတွေအသက်ပိုင်းခြားဘလို့အသက်ပိုင်းခြားတွေမှာဆိုရင်ကျမတို့ဒီသူတို့ရဲ့ဒါပြုမှုပုံကစားပုံလေးတွေဟာတစ်ခုနဲ့တစ်ခုမတူညီကြဘူးဆိုတဲ့အကြောင်းလေးတွေကိုကျွန်မဆွေးနွေးပေးသွားပါရဲ့ ဲ့ဒီမှာဆိုလို့ရှိရင်သူပေါ့နော်ပထမဦးဆုံးဒီမွေးစားအနေတုံးလာတွင်ဆိုရင်သူတို့ကလူလူလက်ကစားတယ်အဲ့ဒီအမတစင်ကျွားတို့ဒီနှစ်နှစ်အောင်ပုဂလေးတွေဆိုလို့ရှိရင်သူတို့တွေကတယောက်တည်းပဲကစားတယ်။အဲ့ဒီအမတစင်နှစ်နှစ်အထက်ကလေးတွေကြတော့သူတို့သူတို့ဟာဟိုအများနဲ့မကစားတတ်သေးဘူး။ဝက်ကြီးပြိသက်အနေနဲ့သူတို့တွေဟာဟာသူတို့ကြီးစုလေးလာပြီးတော့ဘာလုပ်နေအောင်ဆိုလို့ရှိရင်ဖွံ့ဖြိုးမှုတွေကိုဖြစ်နေတဲ့ လုံလုံနေကစားနေရစိတ်ကြရကိုယ်တိုင်တော့လက်တွေ့အဲပါဝင်မကစားသေးဘူးနဲ့သူများကစားတာကိုကြည်နေရင်းနဲ့သူတို့ရဲ့အုံနောက်ထဲမှာမလုံနေတော့ဆိုလို့ရှိရင်ဒီຢာတွေကိုလေးလာပြီးတော့သူကအုံနောက်ကအလုံးလုံးနဲ့သုံးသက်နေတာဝေဘဲနေတာဒါကြောင့်သူ့မှာဒီလိုမျိုးသူများကစားတာကိုကြည်ကြည်ရဖြစ်လေသူ့ရဲ့အုံနောက်ပြင်ကျုံမှုကိုရရှိစေတယ်အဲ့ဒီစင်ကနေတက်ပြီးတော့ နှစ်နှစ်အထက်ကလေးတွေရောက်သွားတဲ့အခါမှာသူတို့ဟာအပြိုင်ကစားရက်လာပြီးဘေးနားမှာတယောက်ထားပြီးတော့ကစားတယ်။အဲမိမိကစားနေတိုင်းလည်းကစားတာရှိမယ်။သူတို့ဘာနဲ့အတူတူကစားတာလည်းဖြစ်မယ်။အပြိုင်ကစားတတ်တဲ့အဆင့်ကိုရောက်သွားပြီ။အဲ့ဒီကနေ၃နှစ်ကနေပြီးတော့၄နှစ်အတွင်းကလေးတွေဆိုလို့ရှိရင်သူတို့တွေကမလုပ်လာမလို့ဆိုလို့ရှိရင်အတူတကွပေါ့နော်။တယောက်နဲ့တယောက်တွဲဖက်ပြီးတော့မလုပ်တော့ကစားတတ်လာပြီ။အဲတဲ့ သူလည်းကစားကိုလည်းကစားအလှအလှလည်းစောင့်တက်လာပြီအဲ့ရွယ်ကလေးတွေမှာဆိုရင်အဲ့ဒီကနေလေးနှစ်အထက်ကိုလည်းရောက်တော့ကြတော့သူတို့တွေကအများကြီးနဲ့ပူးပေါင်းပါဝင်ပြီးတော့ကစားရတဲ့အစီရောက်သွားပြီအဲ့ဒီအစီရောက်လို့ရှိရင်သူတို့တွေမှာဒါပိပက္ခတွေလည်းဖြစ်လာနိုင်တယ်နောက်တကပြက်တနာတွေလည်းရှိတတ်တယ်ဒါမျိုးတွေကိုဘလို့ဟိုအေဂျင့်စွာနဲ့ ဘလူနီလန်းနေနဲ့အောင်မြင်အောင်ဆောင်ရွက်မလို့ဆိုတာကိုလူကြီးမိပါတွေရဲ့ကုညီပံ့ပိုးမှုတွေကလည်းအရေးကြီးရဲ့ခန်းကဏ္ဍပါလာပြီဆိုတာကိုကျွန်မဆွေးနွေးပေးသားခဲ့ပါတယ်။ဒီနေ့မှလည်းပဲဒီကစားခြင်းနဲ့ပတ်သက်ပြီးတော့ပဲပေါ့နော်။ဒီဟာလေးကိုအချုပ်နေနေပေါ့လေ။ဒီဟာကသူကဒီကလေးတွေကိုပေါ့နော်။ကစားခြင်းကနေ play land and grow together ဒါဆိုရင်သူတို့ကအတူတကွကစားခြင်းနဲ့ဖွံ့ဖြိုးမှုတွေအများကြီးဖြစ်လာတယ်။ တိမှုနယ်ပယ်တွေရှိမယ်ခံစားမှုနယ်ပယ်တွေရှိမယ်ကျွမ်းကျင်မှုနယ်ပယ်တွေရှိမယ်ပေါ့လေအဲ့ဒါတွေကိုသူကအချိုးညီညီပေါ့နော်ဟန်ချက်ညီညီဖွံ့ဖြိုးလာအောင်လာစီခြင်းဟာကစားခြင်းအနေမှာရရှိလာတာပါတိမှုနယ်ပယ်တွေမှာရဲ့နေပြီးတော့တခြားကျွမ်းကျင်မှုနယ်ပယ်တွေကိုမိမိရဲ့ခံစားချက်ကိုမိမိထုတ်ဖော်မပြောတတ်တဲ့အခြေအနေမျိုးတွေ ရေဖြစ်တတ်ပါတယ်ကစားခွင့်မပေးဘူးဆိုရင်ပေါ့လေကစားခွင့်ပေးထားမယ်သူ့ရဲ့စိတ်ကြိုက်ကစားခွင့်ရှိတယ်လူလူလက်လက်ကစားခွင့်ရှိရဆိုရင်သူဟာတိမှုနယ်ပယ်တွေမှာလည်းရက်မနေဘဲနဲ့ကျွမ်းကျင်မှုနယ်ပယ်တွေခံစားမှုနယ်ပယ်တွေစသည်ဖြင့်ပေါ့နော်သူ့ရဲ့လိုအပ်တဲ့ဒိုမိန်းကြီးတွေကိုရရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်ဒါကြောင့်သူတို့တွေကိုကစားရင်းနဲ့တည်ယူခွင့်နေပေးရမယ်ဒါဆိုရင်ဒါကြီးထွားမှုတွေလည်းတဖြစ်အတူတကွာ ဖြစ်ပေါ်လာမှာပါသူတို့ရဲ့ physical ဘိုင်းနေ mental ဘိုင်းနေတိမှုဆိုင်ရာတွေခံစားမှုဆိုင်ရာတွေကျွမ်းကျင်မှုဆိုင်ရာတွေအဲ့လိုမျိုးနေလဲနေနေပေါ့နော်ဒါဖွင့်ပြရမယ့်အကြောင်းအရာတွေဟာဟန်ချက်ညီညီဖွင့်ပြလာစေမှာဖြစ်ပါတယ်ရှင်အဲ့ရနေပြီးတော့ကျမနောက်ကောင်းစီလေးတစ်ခုကိုပူသွားပြောင်းပြောင်းပါမယ်ကျမချမှတ်ထားတဲ့၆ချက်တည်းကနေပြီးတော့ကစားခြင်းနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေဒါဆိုရင်ကလေးတွေကိုတော့များများကစားခွင့်ပေးရမယ်လွတ်လွတ်လပ်လပ်ကစားခွင့်ပေးရမယ်နဲ့ ပြောဆင်းရဲခဲ့တယ်ပေါ့လေဒါဆိုရင်ကစားဝင်ပြီးတဲ့အခါမှာအဲ့ကစားနီးဟာသူတို့အတွက်ပျော်ရွှင်တဲ့ကစားနီးဖြစ်ရမယ်တဲ့ပျော်ရွှင်ရမယ်နောက်တစ်ခါတက်တက်ကြွကြွလှုပ်ရှားမှုပါတဲ့ကစားနီးဖြစ်ရမယ်အတစ်ဖြစ်နေရမယ်တက်ကြွတဲ့လှုပ်ရှားမှုတွေပါဝင်တဲ့ကစားနီးဖြစ်ရမယ်နောက်တစ်ခါပါဝင်ဆောင်ရွက်ရမယ်သူ engaging ဆိုတာကကြတော့သူကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမယ်လို့ပြောတာ သူကိုယ်တိုင်ကလေးကိုယ်တိုင် ပါဝင်ဆောင်ရွက်ရတဲ့ကစားနည်းမျိုးဖြစ်တဲ့အဲလူကြီးတုပ်တဲ့သူကနေပြီးတော့ကစားပြနေတာတွေကိုကြိရှုတာတွေမဟုတ်ဘူးသူကိုယ်တိုင်မှာလက်တွေ့ပါဝင်ဆောင်ရွက်ရမယ်အနေထားမျိုးနဲ့ကစားလို့ရတဲ့ကစားနည်းတွေဖြစ်ရမယ်တဲ့နောက်တစ်ခါအဲ့ကစားနည်းဟာအတိတ်ပဲရှိရမယ် အတိပ္ပယ်မဲ့ကစားနီးတော့မဟုတ်ပါဘူးအတိပ္ပယ်ပြေဝနေတဲ့ကစားနီးဖြစ်ရမယ်အတိပ္ပယ်ပြေဝနေသူ့ရဲ့ဒီပေါ့နော်ဖွံ့ဖြိုးမှုအတွက်တကယ်ကိုပဲလိုအပ်နေတဲ့ဒါဖွံ့ဖြိုးမှုတွေကောင်းမွန်စေဖို့အတွက်အတိပ္ပယ်ပြေဝတဲ့ကစားနီးတော့ဖြစ်ရမယ်ဒါရကပေါင်းတင်ဆက်ဆက်ရေးတွေပါမယ်ဒါဆို၄နဲ့၄နှစ်အထက်ကလေးတွေဆိုလို့ရှိရင်ပေါင်းတင်ဆက်ဆက်ရေးတွေရေးကြည့်လာပြီတရားရဲ့ဒီကစားတဲ့နေရာမှာစီးမြင့်နေစီးကန်းနေအဲနောက်တစ်ခါသူတို့ကိုဘလို့ ညှိယူပြီးတော့ဗောနတူနဲ့တူဘလို့ညှိယူပြီးတော့ဘလို့ကစားမလို့ပြောဆိုဆက်ဆံပုံတွေတရားနဲ့တရားပေါ့နော်ဒါအစင်ပြေပြေနဲ့အတူတကွာကစားလို့ရအောင်ဆက်ဆံတတ်တဲ့အလေးထားလေးတွေပေါင်းသင်းဆက်ဆံရေးတွေကလည်းအရေးကြီးပါတယ်တဲ့နောက်တစ်ခါအပြန်အလှန်ဆက်သွယ်မှုတွေအဲတရားနဲ့တရားအများနဲ့ကစားရပြီဆိုလို့ရှိရင်စောင့်ဆိုင်ရတာပါမယ်နောက်တစ်ခါဒီဥစ္စာကိုလုံဆောင်တဲ့အခါမှာလည်းသူ့ရဲ့တတ်မှတ်ထားတဲ့တတ်မှတ်ချက်အတိုင်းပေါ့နော်ဒါ အများနဲ့စူပေါင်းကစားတဲ့အခါမှာသူ့ရဲ့သတ်မှတ်တဲ့စီးပေါင်တွေရှိမယ်။အဲစီးပေါင်တွေအတိုင်းကိုဒါလှုပ်ဆောင်တတ်အောင်ပါဝင်တတ်အောင်ဒါမျိုးတွေဟာလည်းဒါကစားခြင်းမှာပတ်သက်လိုအပ်နေတဲ့လိုအပ်ချက်6ချက်ပေါ့နော်။ဒီလိုအပ်ချက်6ချက်ကလည်းတကယ်ကိုမရှိမဖြစ်လိုအပ်ပါတယ်။ဒီအချက်ကလေးတွေနဲ့ကိုင်းညီပြီးတော့မှသူတို့တွေကိုပေါ့နော်ဒါထိညီပြီးတော့ကစားခွင့်ပေးမယ်ဆိုရင်သူတို့တွေကဟန်ချက်ညီပြီးတော့ပေါ့နော်ဘက်စုံဖွင့်ဖြိုးတဲ့ လူငယ်လေးတွေဖြစ်ပေါ်လာစီမှာဖြစ်ပါတယ်။ဒါဆိုရင်ကစားနည်းနဲ့ပတ်သက်တဲ့လူအပ်ချက်တွေရှိရဲ၆ချက်ကိုကျွန်မဆွေးနွေးပေးထားပါတယ်။ပျော်ရွှင်မှုရှိရမယ်၊တက်ကြွလှုပ်ရှားမှုဖြစ်တဲ့ကစားနည်းဖြစ်ရမယ်။ပါဝင်ဆောင်ရွက်မှုကိုယ်တိုင်ပါဝင်ဆောင်ရွက်ပြီးတော့ကစားနည်းဖြစ်ရမယ်။အဲ့ကစားနည်းကအဓိပ္ပာယ်ပြေဝရမယ်၊သူ့ရဲ့ဖွံ့ဖြိုးမှုတွေပေါ့နော်။ဘက်ဆောင်ဟန်ချက်ညီရဲ့ဖွံ့ဖြိုးမှုတွေနဲ့ပြေဝနေအောင်အဓိပ္ပာယ်ပြေဝတဲ့ပြေဝတဲ့ကစားနည်းလေးဖြစ်ရမယ်။ ပေါင်းသင်းဆက်ဆံရေးတွေကောင်းမွန်လာစေရမယ်။အပြန်အလှန်ဆက်သွယ်မှုတွေလည်း interaction တွေလည်းဖြစ်ပေါ်လာစေရမယ်ဆိုတဲ့ကစားခြင်းရဲ့လိုအပ်ချက်၆ချက်ကိုကျွန်မစနီကနေဆွေးနွေးပေးထားပါရစေ။အဲ့ဒီမှာလည်းပဲဒီလိုမျိုးကလေးတွေကိုပေါ့နော်။ဘာကြောင့်ကစားစေတာလဲပေါ့။ဒါဆိုရင်ဒီကလေးတွေကိုဘာကြောင့်ကစားတင်တာတော့ပေါ့။အဲ့ဒီအကြောင်းအရာလေးကိုကျွန်မဆွေးနွေးပေးပါမယ်။ဒါဆိုရင်ကလေးတွေကိုဘာကြောင့်ကစားတင်တာလဲ။ ကစားရအခွင့်အလမ်းများများရတဲ့ကလေးတွေဟာတဲ့ပွင့်ပြိုးတိုးတက်မှုနယ်ပယ်တွေအားလုံးမှာခုနရှေ့ပိုင်းမှာကျွန်မဆွေးနွေးသွားရပေါ့နော်ဒါခံစားမှုနယ်ပယ်တွေရှိမယ်တိမှုနယ်ပယ်ရှိမယ်ကြွမ်းကျင်မှုနယ်ပယ်ရှိမယ်ခံစားမှုနယ်ပယ်ရှိမယ်အဲ့နယ်ပယ်တွေမှာပေါ့နော်အားလုံးမှာဘက်ဆုံဟန်ကျက်ညီစွာ ဖွင့်ပြိုးတယ်တဲ့ဖွင့်ပြိုးစီရပေါ့နော်အဲ့လိုမျိုး ဖွင့်ပြိုးစီအောင်လို့ကစားခွင့်ပေးတာဟို စာရေးကြီးကိုရေးခိုင်းထားမယ်စာအုပ်ထရစာရေးကြီးကိုပဲလေးလာမှတ်သားခိုင်းထားမယ်ဆိုရင်သူဟာတိမှုနဲ့ဘက်ဆောင်ဟန်ညင်ကြီးပြင်ပြမှုနဲ့ပဲမဟုတ်တော့ပဲနဲ့သူဟာတိမှုနဲ့ပဲတကူတည်းမှာပဲရက်သွားမယ်ကျန်တဲ့ကျွမ်းကျင်မှုတွေခံစားမှုတွေဟိုမပါဝင်မဲဖြစ်သွားမယ်ဒါကြောင့်ကျွန်တော်တို့တွေကစားခွင့်ပေးခြင်းအဖြစ်ပေါ့နော်ခုနကဘက်ဆောင်ဟန်ချက်ညီတဲ့ ဖွင့်ပြိုးတဲ့အကြောင်းအရာ တွေကိုဖွင့်ပြိုးလာစေပါတယ်ဖွင့်ပြိုးရမယ့်အကြောင်းအရာတွေကိုဘာဖြစ်လာလို့ဆိုဖွင့်ပြိုးလာစေတယ်တဲ့ဒါဆိုရင်ကစားခွင့်အခွင့်အလမ်းမြန်မြန်ရတဲ့ကလေးတွေဟာဖွင့်ပြိုးမှုတွေပို့ပြီးတော့အားကောင်းစေပါတယ်တဲ့အဲ့ဖွင့်ပြိုးမှုအားကောင်းစေတာပြင်သူ့ရဲ့ဖွင့်ပြိုးမှုကလည်းဘက်စုံဟန်ချက်ညီတဲ့ဖွင့်ပြိုးမှုတွေကိုရရှိစေတယ်တဲ့တခုတည်းဟိုပဲသူကထက်ဟိုချွန်းသွားတာမဟုတ်ဘဲနဲ့ပေါ့နော်အရာရာကိုသူကလိုက်လျောညီထွေနဲ့ ဘလို့အခြေအနေမျိုးမှာပဲကြုံလာသည်ဖြစ်စေမိမိရဲ့ဒီဖွံ့ဖြိုးမှုတွေကနေပြီးတော့ဒါတင်ယူမှုတွေကိုလှုံ့ဆော်သွားပြီးတော့သူ့ရဲ့ဘဝမှာအဆင်ပြေချောမွေ့မှုတွေဘဝအတွက်တကယ်ကိုလိုအပ်တဲ့အရေးချင်းနေအရေးသွေးတွေကိုရရှိလာစေမှာဖြစ်ပါတယ်လေရှင်ဒါဆိုရင်ကျွားတို့တွေကစားခွင့်ဘာလို့ပေးသင့်နှုတ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးခဲ့ပြီဒါဆိုရင်ဖက်ဆောင်ဟန်ချင်းညီစာဖွံ့ဖြိုးဖို့အတွက်ကစားခွင့်ပေးသင့်ပါတယ်တဲ့အဲ့ဒါဆိုရင် ကစားရတော့ကစားဖို့ပစ္စည်းတွေနဲ့ဆိုင်ပါသလားဆိုရင်ကစားရတဲ့ပစ္စည်းတွေနဲ့မဆိုင်ဘူးလေသူကစားရတဲ့ပစ္စည်းတွေကဘလို့တံပိုးတွေကြီးနေတာဖြစ်ပါစေဒါပေမဲ့လို့သူ့ရဲ့ကစားနည်းလမ်းလိုအပ်ချက်ရှိနေပြီဆိုရင်ရရှိရမယ့်အကျိုးကျေးဇူးကိုရရှိစေမှာမဟုတ်ပါဘူးရှင်အဲ့တော့ကြတော့ကစားရတဲ့ပစ္စည်းနဲ့မဆိုင်ပါဘူးတဲ့ကစားတဲ့နည်းလမ်းနဲ့ပဲသက်ဆိုင်ပါတယ်တဲ့ ဲ့ဒီမှာဆိုရင်ကျမရှေ့ပိုင်းမှာပေါ့နော်ရှေ့ပိုင်းမှာဟိုအဓိကချင်းကန်နီတွေပေါ့နော်နီလန်းတွေကြောင်းကျမဆွေးနွေးသွားတယ်မွန်တက်ဆိုရီရဲ့နီလန်းတွေရှိတယ်အဲ့လိုပဲနောက်တစ်ခါဝေါ်ဒရော့ရဲ့နီလန်းတွေရှိတယ်ဟိုက်စကူရဲ့နီလန်းတွေရှိရယ်ရီဂျီယိုအပရိုဆိုပြီးတော့ပေါ့နော်ရီဂျီယိုရဲ့နီလန်းတွေရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်နီလန်းတွေဟာတစ်ခုနဲ့တစ်ခုတော့ဟိုစင်တူတာတွေရှိတယ်ကွဲပဲနည်းနည်းအနည်းငယ်ဟိုချင်းကန်နီနီလန်းကွဲပြားတာရှိတယ် အဲ့ဒီမှာမိမိရဲ့အခြေအနေနဲ့မိမိရဲ့ကလေးနဲ့ကိုက်ညီတာတွေကိုတော့အသုံးပြုရမှာဖြစ်တယ်။မွန်တက်ဆိုရီရဲ့ဒီချင်းကန်နီတွေဆိုလို့ရှိရင်သူကကလေးတွေကိုများများလက်တွေ့တွေလောက်ကလှူဆောင်စေခြင်းအပြင်ဒါတင်ယူမှုတွေကိုများများရရှိအောင်ဆောင်ရွက်စေတယ်။ VGO approach မှာဆိုလို့ရှိရင်သူက childless learning နဲ့သွားတယ်။ဒီကလေးကိုပဲမလုပ်တော့ဆိုလို့ရှိရင်ဒါကလေးကဥဆောင်တဲ့တင်ယူနည်းလမ်းကိုသူကသုံးတယ် the childless approach ပေါ့နော်သူကကလေးက ဒီကတင်ယူမှုမှာကလေးကိုယ်တိုင်ဥဆောင်ပြီးမှတင်ယူမှုကိုရရှိစီတယ်။အဲဝေါ်ဒရော့ကကြတော့အဲ့လိုမဟုတ်ဘူး။ဝေါ်ဒရော့ကကြတော့ तू ကဘာလို့ဆိုလို့ရှိရင် तू ကဒီကသူ့ရဲ့နေရာကိုပဲ तू ကဒီကကျွန်တော်တို့ဒီတင်ဤတစ်ခုမဟုတ်ဘူး။ဒီကလေးတွေရဲ့စိတ်ကူးစိတ်တန်ကောင်းဖို့ဥတည်တယ်။ဒါကြောင့်စိတ်ကူးစိတ်တန်ကောင်းဖို့ तू ကအမှုပညာဘာသာရက်ကိုအော်ဘာလို့လို့ဆိုလို့ရှိရင်မိမောင်းထိုးပြီးတော့ तू ကချင်းကတ်တယ်။အဲအဲ့ဒါဝေါ်ဒရော့ High School ကကြတော့ तू ကကြတော့ Edit Learning ကိုသွားတယ်။ဟိုပညာရေးမှာဒီ ကဒီကအနေနဲ့ပေါ့နော်မရှိမဖြစ်လိုအပ်တဲ့အင်အားကြီး၃အင်အားကြီး၃ခုကိုရရှိဖို့တူတော့စိတ်ကူးစိတ်တန်းကောင်းရမယ်တာဝန်ယူတတ်ရမယ်နောက်တစ်ခါအမှတ်တရားကိုချင့်မြှင့်လို့ရမယ်အဲ့ဒီကအကြောင်းအရာတွေကိုရရှိဖို့တူသူကကြတော့ high school ကကြတော့ဘာနဲ့ကတ်ချင်းကတ်ဘာဘလို့နီးလန်းကိုသုံးလို့ဆိုတော့ active learning ကိုသုံးတယ်ဒါဆိုလို့ရှိရင်ဟိုဒီက active learning ကိုရရှိအောင်နီးလန်းတဲ့ကလေးတွေကိုဒါကစားခွင့်ညီများများပေးမယ် ကစားရင်းနဲ့တင်ယူခွင့်တွေရရှိအောင်ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့တွေကလေးတွေဟာဘက်ဆုံဟန်ကျင်ကြီးစွာဖွံ့ဖြိုးတဲ့ကလေးတွေဖြစ်ပေါ်လာမှာပါ။တိမှုနယ်ပယ်တွေရပ်မနေဘဲနဲ့ကျန်တဲ့ခံစားမှုနယ်ပယ်တွေကျွမ်းကျင်မှုနယ်ပယ်တွေအဆင့်ကိုရရှိလာပြီးတော့ဘက်ဆုံဟန်ကျင်ကြီးရဲ့ဖွံ့ဖြိုးမှုတွေရရှိအောင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်မကနေဆင်းနေသွားတဲ့အကြောင်းအရာဆိုရင်ဘာကြောင့်ကစားတင်တယ်လဲ ကစားရန်အခွင့်အလမ်းမြမြရတဲ့ကလေးဟာဖွံ့ဖြိုးမှုနယ်ပယ်အလုံးမှာဗက်ဆုံဟန်ကျင်ကြီးစွာဖွံ့ဖြိုးစေတဲ့ဆိုတဲ့အကြောင်းလေးကိုကျွန်မဆွေးနွေးပေးသားပါတယ်။ဒါဆိုရင်ဖွံ့ဖြိုးမှုအတွက်ပေါ့နော်ဒီလိုမျိုးကစားဖို့အတွက်ပစ္စည်းတွေတဲ့အရေးကြီးတာဘာလို့ဆိုရင်နီးလန်းနေပါ။အဲ့တော့မိမိရဲ့အဲအုတ်ထင်းခွင့်ရနေတဲ့ကလေး ပုတ်ထိန်ပေးရတဲ့သူတွေဒါသူ့ကိုကြည့်ရှုစောင့်ရှောက်ပေးရတဲ့သူတွေလူကြီးမိဘတွေဒါဆိုရင် သူတို့တွေကိုကစားဖို့တဲ့ဘလူနီးလဲအနေနဲ့သူတို့ကိုဒီကကစားခွင့်ပေးမယ်ဆိုတာလေးတွေကိုဒါအခြေအနေလေးတွေပေါ်မှာသုံးသပ်ပြီးတော့ဒါပေးလို့ရှိလို့ရှိရင်ကစားဝင်ဖို့အခွင့်အလမ်းတွေများများပေးလို့ရှိရင်သူတို့တွေဟာဘက်ဆုံဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်တဲ့ကလေးတွေလူငယ်လေးတွေဖြစ်လာမှာပါလို့ကျွန်မအနေနဲ့ ယနေ့ဆွေးနွေးပေးရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုဤကုန်ချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်